မင်္ဂလာပါကျွန်တော်ကတော့အမတရားဆိုင်ရာအကြောင်းအရာတွေကိုမျှဝေနေတဲ့ရွှေပေးပဲဖြစ်ပါတယ်ဒီကနေ့တော့ဝေမျှဖို့အတွက်ထက်ပြီးခဲ့တဲ့ဝေမျှတဲ့၃ခုအပေါ်မှာအချို့သော comment တွေကိုအနည်းငယ်ပြန်လည်ပြီးဖြေရှင်းပြချင်ပါတယ်ပေါ့ဥစွာမနေ့ကဝေမျှတဲ့အခါမှာသမရထရန်နဲ့နိုဘယ်ဆုကြောင်းဟိုတရားကြတော့အာဖဂန်ကဘာကိုချိန်ချောက်မှု နောက်တစ်ချက်ကျတော့အမျိုးသမီးငယ်လေးရဲ့တနာပွဲရာဖြစ်ရပေါ်မှာအစင်းနဲ့ဖရာကိုပြစ်တင်ပြောဆိုမှုနောက်ဆုံးတစ်ချက်ကတော့ဒီနောင်ပေါ်လာမဲ့အန်တီခရစ်ပေါ့နော်ဘသူဖြစ်နိုင်မလဲဆိုတာလေးကိုအနည်းငယ်ကျွန်တော်အနေနဲ့သုံးသပ်မျှဝေလို့လေဒီလိုကျွန်တော်မျှဝေတဲ့အခါမှာအချက်ပေါင်းများစွာကိုကျွန်တော်လေ့လာရတယ်စင်ကျင်ရတယ် ပြီးတဲ့အခါမှာ5မိနစ်အတွင်းကျွန်တော်ညဝေတာဖြစ်တယ်ကျွန်တော်ဝေမြပြီဆိုရင်တော့ဒီ YouTube မှာ Facebook မှာအထူးသဖြင့် TikTok ကတော့10မိနစ်ဆိုရင်မရဘူးလေနော်ဆို5မိနစ်ဝန်းကျင်ပဲညဝေရတော့အနှစ်ချုပ်ပြောတဲ့အခါမှာအချို့အကြောင်းအရာလေးတွေသိအသေးစိတ်မပြောနိုင်ခြင်းရှိတယ်ပေါ့ဥပမာမနေ့က trunk ပေါ့နော်ဆိုတော့ဒီ novel စုရတဲ့နေအခုဆိုလည်းသူငိန်ချိုင်းတွေလောက်တယ် တော့ comment မှာလည်းတွေ့မှာပေါ့နော်အဲ trend ထောက်ခံသူတွေက trend လို့ပဲစကားဗယံပဒါတွေပြောတတ်ကြတယ်အခုဒီ novel စုပေးတာ2024အတွက်ပေးတာ25မှာသမရ trend ကယာဒူးလုတ်တက်တာပေါ့လေဘလို့ပတ်သက်လဲတနည်းပြောမယ်ဆိုရင်နားမလည်ဘူးလားပေါ့ဆိုတော့ကျွန်တော်ကလည်းအများကြီးလေ့လာပါတယ်အခုသမရ trend ကို novel စုပေးဖို့ နော်ဒီပူတင်မဆာလို့ခေါင်းဆောင်များစွာကအစိုးတင်သွင်းတယ်စကားတင်စင်းထဲမှာလည်းသူပါတယ်ဆိုတော့ကျွန်တော်သိရတယ်လို့2024အတွက်ပြီးတဲ့အခါမှာသူကဒီကမ္ဘာငြိမ်းချမ်းရေးအတွက်ပဲမဲဆွေစီယုံခဲ့တဲ့အတွက်နှစ်ကြိမ်တိုင်တိုင်သူတနတ်နဲ့အပြစ်ခံရတယ်ဆိုတော့အားလုံးသိတဲ့အတိုင်းပေါ့နော်အဲပြီးတဲ့အခါမှာသူသမရဟောင်းနေတဲ့တော်၎င်းမဲဆွေစီယုံမှုပြုရင်းတဲ့တော်၎င်းကမ္ဘာငြိမ်းချမ်းရေးအတွက် တန်တမန်နီးနဲ့အကျိုးဆောင်ခဲ့တာတွေလည်းရှိပါတယ်ဆိုတော့ဟိုကျွန်တော်ကထရန့်ရတာမရတာထက်ကျွန်တော်အိုဘားမားရခြင်းကိုပေါ့နော်2025မှာလည်းရတာမရတာကျွန်တော်အနေနဲ့ဒီဟာကိုအဓိကပြောလို့ခြင်းမဟုတ်ဘူးပေါ့လေအာထရန့်ကိုမပေးလည်းမပေးနဲ့ပေါ့ဒါပေမဲ့ကျွန်တော်ကတော့အိုဘားမားနဲ့ရှင်ပြီးတော့မှကျွန်တော်သုံးသပ်မိခြင်းကိုပြောခြင်းဖြစ်တယ် ဟိုဘာမှကောင်းတယ်မကောင်းတယ်လည်းကျွန်တော်မပြောပါဘူးကျွန်တော်လှုပ်ဆောင်မှုပေါ့လေဒါကိုကျွန်တော်အနေနဲ့တမန်တရားနဲ့ညီပြောပြခြင်းဖြစ်တယ်နောက်တစ်ချက်ဟိုတနေ့ကကျွန်တော်အာဖဂန်အကြောင်းလေးလေ့လာပါတယ်လေ့လာတဲ့အခါမှာသူကဘာကိုချိန်ချောင်းနိုင်တဲ့အင်အားရှိတယ်ပေါ့လေဒီဘက်မှာဒီစကားကြီးကတမျိုးဖြစ်နေလားလို့အပြုသဘောနဲ့ကျွန်တော်ဝေဟိုတုံသက်ထောက်ပြတယ်ကျေးဇူးတင်တယ်နောက်လည်းဒီလိုဝေဖန်မှုတွေကိုကျွန်တော်လက်ခံပါတယ်ပေါ့နော်ဆိုတော့ အာဖဂန်ကဒီစစ်အင်အားထဲသူအမေရိကန်တပ်နှစ်၂၀တဆွဲပြီးရုပ်သိမ်းသွားတဲ့အခါမှာတာလီဘန်တွေကအဲအစိုးရအာဏာသိမ်းလိုက်တယ်အခုတာလီဘန်အုပ်ချုပ်နေတယ်သူ့ကဘာကဘယ်သူမှအစိုးရအနေနဲ့အတိမတ်မပြုသေးဘူးအဲဒိုဟာစာချုပ်ရဆိုရင်သူကအဲကိုင်ဒါနဲ့အကြံဖက်တွေဆက်နွယ်မှုမရှိရဘူးပြီးတဲ့အခါမှာဒီအကြံဖက်မှုတွေလှုပ်ဆောင်မှုမရှိအောင်အမေရိကန်နဲ့မဟာမိတ်ချင်းချောက်မှုမလို့အစားတစ်ဖြစ်အမျိုးမျိုးပါပေမဲ့အခုကအဲကိုင်ဒါနဲ့ ဆက်သွယ်မှုရှိနေပြီ။နောက်တစ်ချက်ကထိုဒေတာကဒီအကျန်းဖက်တွေလွတ်မြောက်နေပြီလို့ဖြစ်နေ။သူတို့အဲ့မှာကောင်းကောင်းလှုပ်ရှားလို့ရနေတဲ့အတွက်ကဘာအန်ဒီယဖြစ်လာတယ်။အဲ့မှာဒီထရန့်ကဒီလေစိတ်ကိုပြန်ထိန်းချုပ်ဖို့သူတို့နှစ်20တက်ဆွဲတဲ့အခါမှာသူတို့အဆောက်အဦကောင်းနေရှိတယ်။လေရင်ပြေးလန်းအရှိကြီးရှိတယ်။ကောင်းကောင်းသုံးပြုလို့ရတယ်လို့ဒီဒေတာဝန်းကျင်ကို စစ်ဗျူဟာရရေးပါပြီးတော့မှထိန်းချုပ်နိုင်တဲ့နေရာဖြစ်တယ်။ဒါကြောင့်သမ္မတထရန့်ကပြန်လည်ရယူလိုခြင်းဖြစ်တယ်။အဲတက်ဆုပ်သွားခြင်းကအမေရိကန်အတွက်ဂုဏ်သိက္ခာအများကြီးကျစေတယ်။ကားရထားခေါမိုးပေါ်တွေ့စည်းတာတွေ့ခဲ့ဘူးပါတယ်။အခုသူတို့တက်ဆုပ်တဲ့အခါမှာလေးရင်တွေကိုတွေ့စည်းပြီးတော့များစွာတက်ဆုပ်ရတယ်။တော်တော်လေးကိုရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့တာကိုပြန်ဆယ်ဖို့အတွက်ထုံနေအောင်သူကပြန်ထိန်းချုပ်လိုတယ်လို့ပြောတယ်ပေါ့နော်။ဒါပေမဲ့ ဒီအမေရိကန်နဲ့များဆစ်ဖြစ်မလားလို့အခုအာဖဂန်ကအခုဒီပါကစ္စတန်နဲ့ဆစ်ဖြစ်နေတယ်ပေါ့နော်ဒါလည်းသူတို့အချင်းချင်းနေနေမြေအငင်းပွားမှုနဲ့ဒီနေမြေလူတဲ့အရာတွေပဲအဲ့မှာလည်းအခုတာလီဘန်တွေအမေရိကန်တွေထားခဲ့တဲ့လက်နက်တွေနဲ့ပဲသူတို့အိုက်ခိုက်မှုကိုပြုနေတယ်ဆိုတာလည်းအခုတွေ့ရမှာပဲပေါ့နော်ဆိုတော့နောက်တစ်ချက်ကမိမငယ်လေးအကြောင်းကျွန်တော်ပြောရတယ်နော်ဒီ7နှစ်ကျော်မိငလေးနေမျိုးလေးမှာ စာဝန်နေရင်ခက်ခဲတော့တမီးကိုပွဲစားလက်တက်ထဲတယ်။အိမ်တိမ်မှာလှုပ်လှုပ်တယ်။မကြဘူး။ဟိုသူညမနေစက်ခံတော့သူထွက်ပြေးတယ်။လမ်းပေါ်မှာမရောမလဲဖြစ်နေတဲ့ခါမှာလူတစုကသူ့ကိုအိုင်နာမှာရှိတဲ့ရက်ွက်တစ်ခုရဲ့ပြေးတစားယုံရောင်းစားလိုက်တယ်။ဆိုတော့သူနှစ်နှင်းငယ်ပဲလှုပ်ရတယ်။အနာရောဂါတွေဖြစ်ပြီးတော့နာမကျန်းဖြစ်အလုံးမဖြစ်တော့တဲ့ခါကျနောက်တနေ့မှာသွားဆုံးပြစ်တယ်။အမလူမှုကေဆေးအဖွဲ့နဲ့တွေ့ပြီးတော့ သူအိမ်တော့ပြန်ပို့နိုင်တယ်အိမ်ထိမရောက်ဘူးဆေးရုံမှာပဲသူစုံပါသွားရတယ်ဗောနော်သူမစုံခင်မှာလဲသူအဝတ်အစားတစ်လေးတစ်စုံဝတ်ဘူးသွားချင်တယ်ဆိုတော့ဆရာမအစီအစဉ်ပေးခဲ့တယ်လို့သူပန်းချင်းလေးတစ်ခုဗောနော်နောက်ဘဝမှာသူလှလပပနဲ့လူဖြစ်ချင်ပါတယ်ဆိုတဲ့အရာဗောနောက်တစ်ချက်ကျွန်တော်မျှဝေတဲ့အခါမှာဒီအကြောင်းလေးတွေပြန်ပြန်ပါတယ်ဗောအခုပြေကြည့်တဲ့သူများတော့ရှိအဲ့ထက်မှာဒီတစ်ခုပဲဝင်ကြည့်တဲ့လူရှိတယ်ဒါကြောင့်ကျွန်တော်ပြန်ပြန်ပြောပြချင်းကလည်း အနည်းငယ်နားလည်ပေးပါပေါ့နော်အဲ့လိုပြောတဲ့အခါမှာ comment တခုတွေ့မှာပေါ့နော်ကျွန်တော်ဒီအရာတွေကိုပြောခြင်းရည်ရွယ်ခြင်းကတော့ကျွန်တော်တို့အခုပြည်သူတိုင်းခက်ခဲကြတယ်ကျွန်တော်တို့ဟိုလူဒီလူဟိုအကြောင်းဒီအကြောင်းထက်ကျွန်တော်အချင်းချင်းဖိမကူညီဖို့ပြည်သူအချင်းချင်းပေါ့နော်တအားတည်းဖြင့်ဖိမဖို့အတွက်ကျွန်တော်ရည်ရွယ်ခြင်းဖြစ်တယ်ဒါမှမဟုတ်ဒီလိုပြောတဲ့အခါမှာဒီကလေးမဒီလိုဒုက္ခတွေရောက်ရမင်းတို့ဖန်ဆင်းတဲ့ဖရာကြောင့် တော့မချက်ဘူးလားပေါ့နော်ဒီအကြောင်းပြောတာဖန်ဆင်းတဲ့ဖရားကိုပဲထိခိုက်တယ်သိခါကြစေတယ်ဆိုတဲ့သဘောပေါ့နော်အဲဒါကျွန်တော်ပြောမယ်ဗျာကျွန်တော်တို့ပြန်ပြောလိုက်တာကလူခွင့်ရင်ဆိုတာနားလည်လားဘယ်လိုလူတွေကတာကိုတန်ဖိုးထားလဲဒီကလေးမှနေရာမှားပြီးတော့မှလူဖြစ်လာတယ်လို့ကျွန်တော်ပြန်ရေးတယ်ပေါ့အလွယ်ပြောမယ်ဆိုရင်ဥပမာသူသာစင်ကာပူမှာဆိုရင်၁၂နှစ်ကျော်နဲ့ဒီလိုပြည်တစားဖြစ်နိုင်မလားစင်ကာပူ နိုင်ငံသူတယောက်ဆိုရင်အဲသူတို့ကပြည်စုံကြော်ရချမ်းသာတာဟုတ်လို့ပြောရင်စင်ကာပူမှာစိန်ရွှေရတနာရေနံဘာမှမထွက်ပါဘူးအရေးတော်မထွက်ဘူးဆိုတော့ဒီအရာလေးပေါ့နော်ကျွန်တော်အဲ့မှလည်းပြောရတယ်ဆူတောင်းပေးဖို့ပဲပေါ့နော်ဘယ်သူမှပြစ်တင်မှုမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်အတွက်ဆူတောင်းပေးဖို့နောက်တစ်ချက်ကအခုအရင်တော့လူပွဲစားတွေလူလိုက်ရှာအခုလူပြီးလူတွေကအဲ့ပွဲစားကိုလိုက်ရှာနေရတယ် ဘာဖြစ်ဖြစ်လက်တလောပေါ့နော်သိန်း100လောက်ရတယ်ကိုကိုကိုရောင်းစားလိုက်တယ်မိသားစုအခက်ခဲဒုက္ခကျွေးမိတွေပြေလည်သွားတယ်ပေါ့ဗျာဒီလိုဖြစ်နေတဲ့အခါမှာကျွန်တော်အထူးဆူတောင်းမှုလိုတဲ့အကြောင်းကိုကျွန်တော်ကပြောခြင်းဖြစ်တယ်နောက်တစ်ချက်ကတော့အခုနောက်အချိန်မှာပဲဘာသာစိုးမှုမလဲဆိုတော့ကျွန်တော်အခု terrorist တွေအရန်ကိုဒီရဲ့ပိုင်းလीเนาะမြင်တဲ့အတိုင်းပေါ့နော်ဥရောပတွေမှာဒီ အစ္စလမ်ဘာသာဝင်တွေအကြီးအကျယ်အောင်ကြွမှုဖြစ်တယ်လေဆိုတော့မကြိုင်ခင်ခြိဆောင်ခြင်းလာပြီးရင်ခရိယန်တွေကယော့သွားမယ်အဲတော့ကြံခဲ့တဲ့ဘာသာကတော့ဒီဘာသာဖြစ်လာနိုင်ပြီးတော့စံစာရလဲလဲဖြတ်မယ်ဆိုတော့ဒီဘာသာကြီးဆိုးလာဖို့ရှိတယ်လို့ပြောလို့ရတယ်လို့တမစံစာပြန်ဖတ်ရင်တော့သူအုပ်ချုပ်တဲ့အခါမှာဗျာဒိတ်ကျမ်း73ပါဗောနော်အဲလက်ရလဲနှစ်ဖူးနဲ့တစ်စိတ်ခါမယ်မခံတော့သူတို့တတ်ချင်းလို့ငါ ယုံထုကိုစကားပြောနိုင်ခြင်းနဲ့အသက်သွင်းမယ်လို့ပြောထားတယ်ဆိုတော့အခု AI လူသားဆက်ယုံတွေပေါ်ပြီးဓာတ်ရင်းကျ20မှာဒီလက်ရလက်နှစ်ဖူးနဲ့တစိမ့်မခံသောသူတို့ကိုလယ်ပင်ဖြတ်တယ်ဆိုတော့အရာလည်းရေးသားထားတယ်ဒီချမ်းသာအရာဆိုရင်ဒီယုံထုကပဲเนาะဒီ AI ကပဲလူကို ဖြတ်မယ်ဆိုတော့ဒီဘာသာမဟုတ်ဘူးလို့ကျွန်တော်တွက်ဆမိတယ်နောက်တစ်ချက်ကအခုကပောက်တူးတယောက်အုပ်ချုပ်ဖို့လုံနေတာ ရာစုများစွာကြာပြီ generation 90လောက်ရှိ Freemason က Illuminati ဆိုတာဂျူးတွေပဲဗျာဂျူးတွေကပဲထွက်လာဖို့ရှိတယ်ဆိုတော့ဒါဒီ Islam ဘာသာလဲမဖြစ်နိုင်ဘူးလို့လည်းသုံးသပ်တယ်ပေါ့နော်ဆိုဘာပဲဖြစ်ဖြစ်ပါဒါတွေဖြစ်လာဖို့တော့ရှိတယ်ဘဲဘာသာဖြစ်ဖြစ်ဆက်ယုတ်ကပဲဖြတ်ဖြတ်ပြတ်တာတော့ပြတ်မှာပဲဆိုတော့ကျွန်တော်တို့ဒီအခါမှာစင်ကျင်ပြီးတော့မှကျောပြင်ဆင်ဖို့ဖြစ်တယ်ဗောလေဒီလိုမျိုးဖြစ်စေကျွန်တော်ကတော့မေတ္တာနဲ့ဝင်မြခြင်းဖြစ်တယ်ဗောလေ ကြားနာရတဲ့နှုတ်ကပတ်တော်ပေါ်မှာလူသားတိုင်းကဲတင်ခြင်းတို့ရောက်ရဲ့တမန်တော်ပြီးကြပါစေထို့မှုရများတို့ဒီဖြစ်လိမ့်မယ်မစိုးရိမ်နဲ့လို့ဘုရားပြောတဲ့အတိုင်းစိုးရိမ်ခြင်းမရှိဘဲနဲ့ဘုရားကိုးစားလဲရှောင်လန်းကြပါစို့အာမင်